ကျေးဇူးတင်ကြပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Vice of Football Facebook page နဲ့ YouTube channel ကနေကြိုတင်လိုက်ပါရစေဒီနေ့ကတော့ဒါကျွန်တော်တို့ Vice of Football ရဲ့ preview season ဖြစ်ပြီးတော့လာမယ့်ဒါစနေနေ့9နိုင်ခွဲမှာကစားမယ့် Nottingham Forest နဲ့ United တို့ရဲ့ပွဲစဉ်ကိုကျွန်တော်နဲ့ကိုနနာ2ယောက်ကဒါဆွေးနွေးပြဖြစ်ပါတယ်ဆိုတော့ကိုမင်္ဂလာပါမင်္ဂလာပါညီလေးကဲဒါ Forest နဲ့ United ပေါ့ တော့လက်တလောတော့ United ကပို့ပြီးတော့ဟော့နေတယ် Forest ကတော့ဒါပြီးခဲ့တဲ့ယာဒီကနဲ့အများကြီးခြားနားသွားပြီးတော့မှပြီးခဲ့တဲ့ယာဒီကကျွန်တော်တို့ Champions League ဝင်ခွင့်ရဖို့အတွက်နောက်ဆုံးပွဲစဉ်ထိတိုင်အောင်ရင်ခုန်ခဲ့ရတဲ့အသင်းကဒီယာဒီမှာတော့လက်ရှိအဆင့်18တန်းစစ်ဆောင်နဲ့ရောက်နေပြီးတော့နီးပြတ်အပြောင်းလဲတွေလည်းကျွန်တော်တို့တပယ်ဖြစ်ထားတဲ့အသင်းဆိုတော့တော်တော်လေး Forest နဲ့ပတ်သက်ရင်တော့အဆိုးရရပို့ပြီးတော့များလိမ့်မယ်တစ်ဖက်က United ကတော့လက်ရှိချိန်မှာပြိုင်ပွဲ Premier League ၃ပွဲစတိုင်နိုင်ပြီးတော့မှတော်တော်လေးအခြေအနေပြန်ကောင်းလာပြီးတော့ဒါ top 6အတွင်းဝင်ထားတဲ့အသင်းဆိုတော့ United ကတော့ဒီအခြေအနေမှာ Forest နဲ့ uh supporter ဆိုင်တော့အများကြီးပို့ပြီးတော့အားကောင်းနေရပေါ့လေဆိုတော့ဒါပထမဆုံးအနေနဲ့ကျွန်တော် forest back ကပဲစပြောလိုက်အောင် engine back ဆိုတော့ forest ကနောက်ဆုံးပွဲတင်မှာရလဒ်တွေတောက်လျှောက်ဆိုးထားတယ်ရှုံးပွဲတွေတောက်လျှောက်တွေ့ထားတယ်ဒီဟာဒီမှာနိုင်ပွဲတပွဲပဲရထားတဲ့အထီတော်မှသူတို့ဆိုးရွားခဲ့တဲ့အခြေအနေတွေအဓိကအဖြစ် forest bar တွေမှားနေလေနီးပြအပြောင်းလဲတွေကဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲလက်ရှိနီးပြသိရှောင်းတဲ့လက်ထက်မှာ forest ကိုဘယ်လောက်ထိမျောလင်းလို့ရမှာထင်တယ်ကို forest ရဲ့အခြေအနေကတကယ်ကိုကြောက်စရာကောင်းအောင်ဆိုးရွားနေရပါဘောနော် တကယ်အသင်းသင်းကအသင်းသားတွေရဲ့နီးပြအနေနဲ့ connection ကိုဘုတ်ဖွဲ့ကဒါဖြတ်လိုက်တဲ့အချိန်မှာစတဲ့ပြဿနာတွေကလက်ရှိထိအဲ့မီးစာကမငြိမ်သွားသေးဘူးအပထမသူတို့လူလိုစန်တိုလက်ထက်မှာ Brandford 3-1နဲ့နိုင်ခဲ့တယ်သုံးဂိုးသွင်းတယ်အဲ့နောက်ပိုင်းတပွဲမှာသူတို့ဒါ1-1 Crystal Palace ကိုအဝေးကမှကန်တယ်တကိုးသွင်းတယ်စုစုပေါင်း၄ဂိုးလက်ရှိပွဲစဉ်ကိုးပြီးမှရထားတာက၅ဂိုးဆိုတော့နူနူစန်တိုထွက်ပြီးနောက်ပိုင်းဂိုးတကိုးပဲရထားတဲ့အထိအရန်ကို ညံ့ဖြင်းလို့နေရပါတော့အဲ့ဒါညံ့တဲ့အတင်းတော့အဲ့လောက်မညံ့တော့ဘူးဒီလားပရီးမီးယားလိလေဗယ်မှာအဲ့လောက်ညံ့တဲ့အတင်းတခါမှအခုမမြင်ဘူးဒီလောက်အဆင်နဲ့ဒီလူစင်းနဲ့အဲ့အခြေအနေတွေကတကယ် Northern Forest စိတ်ပြက်စရာအယံကောင်းတယ်ပေါ့နော်အဲ့တော့နီးပြပိုစတူတွေရောက်လာတယ်ပိုဆိုးသွားတယ်ပိုဆိုးပြီးရှောင်းတိုက်ရှောက်လာတယ်အဲပေါ်တိုဒီရဒီမှာတပွဲမှမရှုံးဘူးဆိုတော့ပေါ်တိုတီးပလိုက်တယ်2-0နဲ့ဟုတ်ပြီသူတို့ပြန်လာတော့ပြီဆိုတော့အချိန်မှာပဲ ဒါဘုံမောက်ကိုထက်ရှုံးတယ်။ဒါလည်းပေါ့ဘုံမောက်ကလက်ရှိဖောင်အရန်တက်နေတဲ့အသင်းဆိုအဲ့ဒါတွေတွေ့ရတယ်ပေါ့နော်။အဲ့တော့ကိုကလက်ရှိအခြေအနေမှာတော့ Northern Forest ကအခက်အခဲဆုံးအခြေအနေရောက်နေတယ်။ United ကတစ်ဖက်မှာအမြင့်ဆုံးအခြေအနေဆိုတော့ Forest ကဒီပုံစံတွေကနေပြန်လာဖို့ကစားသမားတွေနဲ့ဒီပြချားမှာဘုံဖွဲ့ချားမှာတကယ့်ကို team meeting တွေချလုပ်ပြီးတော့အများကြီးစုနေဖို့လုံနေပြီးတော့အကိုကအရင်ဆုံးပြောချင်တယ်ကြီးလေ။ဟုတ်ကဲ့ပါဆိုတော့ Forest ကတော့ဒါအကိုပြောတယ်မှာပါပါတယ်။သူ့ရဲ့လူစင်းနဲ့ဒီလိုကြီးဖြစ်နေတာက ဘာမှမဆိုင်လို့တော့မပြောလို့ရတယ်ပြောကြမနစ်ကဒီလူစင်းနဲ့ပဲဟိုပို့ပြီးတော့ဟိုပုံစံကောင်းနေနဲ့ပြပြီးတော့ချန်ပီယံလိဝင်ခွင့်လောက်ထိတရာဒီလုံးမှာ top 5ထဲမှာဝင်နေတဲ့အတင်းကဒီလူစင်းနဲ့ပဲဒီဟာဒီမှာဘာတွေဖြစ်သွားလဲပေါ့ဒီဟာဒီမှာဆိုရင်ပို့ပြီးတော့ကစားသမားဖြစ်တင်းမှုတွေအောင်လုပ်ထားပါသေးတယ်ပြောချင်တာဒီဟာဒီမှာ forest ပို့ပြီးတော့ဖြစ်လာမယ်လို့ကျွန်တော်တို့မျှော်လင့်ထားရမယ်လေထင်သလောက်ဖြစ်မလားနောက်ဆုံး lewis တိုက် premier league မှာရှုံးထားတယ် lewis လုံးဂိုးလုံးဝမရဘဲနဲ့ဘာတွေမှားနေလဲပေါ့အတင်းအတိုက်စင်မှာရွေ့ချက်စရာအများကြီးရှိတယ်ဆိုတော့ andori လို့ကစားသမားတွေ odrine တို့ give white တို့နောက်ဆုံးဒါ ego jesus တို့လို့ကစား ားမတွေပါဝင်ကန်လောက်တဲ့အထိဖြစ်နေရတော့မှဂိုးမရတဲ့အဓိကအကြောင်းရဘာလို့ထင်လဲ forest အဓိကဖြစ်ရှာမြေပြဿနာဘာလို့ထင်လဲအဓိက mentality ပဲညီ mentality ဆိုတော့ဘလုံးမှာ mentality ကအရေးကြီးဆုံးပဲစိတ်မပါတော့ဘူးဆိုရင်ကစားသမားတွေကဒီအသင်းကိုအရွက်တိုက်တာမျိုးမကန်တော့ကစားသမားဖြတ်ရင်အသင်းပြတ်တယ်ကစားသမားဖြတ်ရင် နီးပြထွက်ရတယ်ဒါအကိုအထက်ထက်အစင်းစင်းဒီပရီးမီးယားလိအသင်းတွေမှာမြင်လာရတယ်အသင်းကြီးတွေမှာတော့ဒါမျိုးအကွက်တွေမြင်ခဲ့ရတယ်ဆိုတော့ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းမှရမယ်အဲ့တော့ပထမအကိုတောက်ချောက်ပြောခဲ့တဲ့အတိုင်းပဲဒီလူစင်းကြီးလိုက်ကွန်လန်မှာတော့အင်္ဂလန်မှာ first line ရနေအီလီယာအဒါဆင်လုံးကစားအောင်ရရှိတယ်နောက်ပြီးတော့ဒေါက်ကလတ်လူးဝစ်ခေါ်ထားတယ်နောက်ပြီး Ryan Race လို့ပြောနောက်ပြီးတိုက်စစ်မှာကြီးတိုင်း Odoi Gaze White ညီလေးပြောခဲ့လို့ Android ဒါဖီယွန်တီနာမှာခြေစွမ်းပြထားတဲ့ကစားသမားဘိုလိုနာမှာအဲ sorry ဘိုလိုနာမှာခြေစွမ်းပြထားတဲ့ကစားသမားတိုက်စစ်လည်းဘာမှပူစရာမလို့နောက်ပြီးအရှမ်းမှာကြီးတဲ့ဟက်ချစ်စင်လိုကစားသမားမျိုးရှိရဆိုတာဒါပရီးမီးယား squad ထဲမှာတော်တော်ကောင်းတဲ့အသင်းနောက်ပြီးတော့ပြောင်းရွှေ့ဈေးကွက်မှာလည်းအများကြီးတုံးထားတဲ့အသင်းအဲ့တော့ဒီအသင်းဒီလိုဖြစ်နေရဆိုတာကအကူကကစား squad တွေဘာတွေကနောက်မှာ အဲ့ mentality ပဲစိတ်မပါရင်ဘာမှမဖြစ်ဘူးကွာဒီလားလူဆိုတာစိတ်ပါမှသူ့ရဲ့အလုပ်ကိုအကောင်းဆုံးလုပ်နိုင်ဆိုသူတို့ရဲ့ mentality အပိုင်းဒါကလက်ရှိ professional မှာဖြစ်နေတဲ့ပြဿနာ professional level မှာသူတို့လာစားပေးထားတယ်သူတို့က သူတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအသင်းတို့ပေးဆက်ကံအမှာသူတို့ကိစ္စပဲအသင်းကနီးပြောက်သူတို့ကြိုက်တဲ့နီးပြောက်ထုတ်တာမထုတ်တာကသူတို့နဲ့မဆိုင်ဘူးသူတို့ကြိုက်ကောင်းကြိုက်နေမယ်ဒါကအသင်းကပိုင်တဲ့အတွက်အသင်းမှာလုတ်ပိုင်ခွင့်ရှိတယ်အဲ့တော့အကိုကတော့ဒီကစားသမားတွေရဲ့ဒီ mentality တော့နည်းနည်းလေးတော့ဟိုအပြစ်တင်ချင်တယ်လို့တော့ပြောချင်တယ်ဒါပေမဲ့လေလူတွေဆိုတော့လေပြောလို့တော့မရဘူးပေါ့နော်လူတိုင်းမှာ emotion ရှိတာ哦 emotion နဲ့သွားတဲ့လမ်းကြောင်းတွေနဲ့ professional လမ်းကြောင်းတွေမှာမတူဘူးပေါ့နော် တကယ်လို့ professional ကြကြသွားကြည့် emotion တွေကို ထားခင်မှာရမယ် emotion တွေပါနေသေး professional level မှာဘရောမမအောင်မျိုးဘောနော်အဲ့ဒါလေးကိုကိုထည့်ပြောခြင်းတယ်ဟုတ်ကဲ့ပါဆိုတော့ဒါ forest အချင်းတွေကတော်တော်လေးစိုးသွားတယ်ဆိုတော့ဒါရော forest တစ်ပိုင်းမှာကျွန်တော် united ဘက်သွားလိုက်အောင် united ကတော့လက်ရှိချိန်မှာတော်တော်လေးပြန်ပြီးတော့အဆင်ပြေလာတယ်နောက်ဆုံး premier league 3ဝက်ဆက်တိုက်နိုင်ပြီးတော့မှနောက်ဆုံးပွဲမှာဆိုရင်ဒါ brighton လိုကစားခတ်တဲ့သူတို့ပြီးခဲ့တဲ့ရာသီတုန်းကအချင်းချင်းဒုက္ခပြီးခဲ့တဲ့အတင်အိမ်ခွေးမှာဒါ4-2နဲ့နိုင်ပြီးတော့ပြတ်သားတဲ့ရာလက်တစ်ခုနဲ့ခြေစွမ်းပိုင်းရအောင်ကျွန်တော်တို့လက်ခံလို့ရတဲ့တကယ် united ပြန်ပြီးတော့ဟိုလိုအဆင်ပြေလာပြီလို့လက်ခံလို့ရတဲ့ squad မျိုးနဲ့ united ထွက်လာတယ်ဆိုတော့ united ဒါအကြောင်းအကိုပြောပြပါအဓိကအပြစ်ကိုက united ပွဲကိုလေကိုယ်တိုင်ပြောခဲ့တယ်လို့ဆိုတော့ဘယ်အခြေအနေတွေက united ကိုပို့ပြီးတော့တိတိတသားကောင်းလာစေရလို့ထင်လဲအမိုးရေရောက်ပြီးတနှစ်အတွင်းမှာ united ကလက်ရှိအကောင်းဆုံးပဲအကောင်းဆုံးတင်ပဲလက်ရှိမြင်ရတဲ့အသေးကတကယ်ကို perfect လုံးဝ share ဒါနိုင်လို့ပြောတာမဟုတ်ဘူးကွာသိလား ရှုံးပြီးတော့သူတို့ကောင်းခဲ့တဲ့ပွဲရှိတယ်။ဥမာအာဆင်နယ်ရဲ့ပွဲလိုမျိုးအခုဒီအမိုရင်အဲ့ဒီပွဲကိုတန်းတန်းတတနဲ့ပြောနေတော့အကိုလေးအဲ့ဒီပွဲကိုအမြဲတမ်းသတိရနေလို့အာဆင်နယ်လိုအသင်းကိုထိရသည်မှာကောင်းကောင်းရှင်နိုင်ခဲ့တဲ့အသင်း ဒါ United ကဒါနောက်ပိုင်းမှာနည်းနည်းလေးရလက်တွေစိုးသွားတယ်အခု3ဝက်ဆက်တိုက်နိုင်တယ်အင်ကွန်းမှာ4ဝက်ဆက်တိုက်နိုင်တယ်ထားလိုက်ဝါတာအဝေးကွင်းသူတို့ရဲ့ return ကလုံးဝယူမှန်လာတာကွာ Liverpool 1-2နဲ့နိုင်တာမျိုးပြောချင်တာကစန်ဒါလန်လက်ရှိကောင်းနေပါတယ်ဆိုရယ်အတင်2-0နဲ့နိုင်ခဲ့နိုင်နေတာတော့မှတသားရအပေါ်ကြီးကနေကန်ခဲ့တာနောက်ဆုံးဘက်မှာလည်း Brighton အားအပါရဂိုးတွေသွင်းပြီးတော့ဒါကုညာလည်းဂိုးပေါက်တွေ့သွား United Chelsea နဲ့သူတို့ဝယ်ထားတဲ့အမ်ဘူမိုနောက်ပြီးတော့ Sasco ဒီ combination ၃ယောက်အောင်မြင်သွားပြီကွာအဲ၃ယောက်အောင်မြင်သွားပြီးပြီး အဲ့3ယောက်ကိုပဲအခုအများကြီးမျောနေထားတာလေနောက်ညာချန်းအာမတ်နဲ့အမ်ဘူမိုအတွဲဆိုတာလက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးညာချန်းတွေမှာပါသွားပြီပေါ့နော်အဲ့တော့ဒီအပိုင်းလေးတွေမှာဘရူနိုနဲ့ကာစီမီရိုရဲ့တာဝန်လေးတွေညော့သွားအောင်အမ်ဘူမိုနဲ့ကုညာကခန်စစ်တီကိုစင်ပြီးဖြတ်ပြီးတာအဲ့ဒီနေရာခန်စစ်ဒီကိုဘက်ကတတ်ဆုံထိပေါ့နော်ကိုယ့်ရဲ့ခန်စစ်ဘောက်စ်ထဲမှာနောက် လိုက်ဖြတ်လိုက်တာဘယ်သူလဲကြည်တိုင်အံပူကိုဘယ်သူလဲကြည်တိုင်ကုညာပြောချင်တာကွာဒီကစားသမားတွေကအစဟိုတိုက်စစ်ကနေဟိုသူတို့တောင်းရင်မဟုတ်ရင်တောင်းမှအသိကိုကုညီခြင်းတဲ့စိတ်ကမနစ်တိုင်းအပြည့်ရှိတယ်အဲ့တော့အဲ့ဒါလေးကိုအကောကအမြဲတမ်းဟို appreciate အရန်လုပ်တယ်ကစားသမားခုခေတ်မှာကငါနေရာပဲကန်မယ်ဆိုပြီးကန်နေလို့မရတော့ဘူးအဲ့တော့ United ရဲ့ DNA ကိုပြန်မြင်လာရတယ်အသိနဲ့အသားတွေအကုန်လုံးရဲ့ unity စီးလုံးညီချင်းမှုမြင်လာရတယ်ဒါကအောင်မြင်မဲ့အသိတဲ့တဲ့ရဲ့လက္ခဏာတွေပဲဟုတ်ကဲ့ပါကဲစစ်မှာမကွာရာ လေပေါင်းတဲ့ဘက်မှာအနိုင်ကိုသွင်းတယ်သူ့ရဲ့ပြန်လာတဲ့ပုံစံမျိုးတွေပြနိုင်ခဲ့တယ်နောက်ပွဲမှာသူ့ကိုခောက်လိုက်တယ် okay မကွိုင်းရရဲ့လုံးဝဘလောက်ဟိုအသင်းပေါ်ပေးဆက်တဲ့ပုံပြောချင်တာ तू အနိုင်ကိုသွင်းခဲ့ကစားသမားတယောက်ကို first line ပြန်ခောက်လိုက်တာတာမန်ဆိုရင်ဒါစကလုံးတွေထွက်လာတယ်ဒီဒီယာမှာတော့အင်းစီပဲမကွိုင်းရအရန်ကြိုက်တာအဲ့ဒါဟိုတခြားတွေထက်လေသူ့ပဲဒီခံနိုင်စွမ်းအဲ့ဒါလေးကတကယ်ကို professional ဆန်တယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့ ယူရိုပြန်သုံးလာတယ်။ तू ကဆက်စကိုနဲ့မောင်းတယ်လှည့်သုံးတယ်ဆိုတာလေကစားကွက်အရာသုံးလာ။နှစ်ယောက်လုံးသူ့အတွက်အမိုရီရဲ့လိုင်းအမှာအကုန်လုံးကအရေးပါတယ်ဆိုပြီး तू ကကစားသမားတွေကိုအခုမိုင်းဆက်ထည့်ပေးနိုင်တယ်။အဲကစားသမားတွေအရန်ကိုထိုင်ရသည့်တန်အောင်သူတို့အရေးပါတယ်ဆိုတဲ့ဟာမျိုးအဲ့ဒါမျိုးကိုအကူကဟိုကိုဘီမိန်နူးတို့အဲဒီတခြားကစားသမားတွေဥကာဒေးတို့ဒီကစားသမားတွေကိုပါအဲ့မိုင်းဆက်လေးထည့်သွင်းလို့ရသွားရင် United ကဒီထက်ပိုပြီးကျန်းလာအောင်ပါ United ကောင်းနေဆိုတာဒါအစပဲရှိသလိုကိုကအရင်ပြောချင်တယ် အစာပဲရှိသေးတယ်။အစာပဲရှိသေးတာ။ဟုတ်ကဲ့ပါဆိုတော့ဒါအာသာချက်တွေကတော့ပိုပြီးများတယ်ပေါ့လေ။ဒါပေမဲ့လည်းအာနေချက်တချို့ကလည်းရှိရှိနေခဲ့ပြန်တယ်။ဘာလို့လဲဆိုတော့ကိုးတွေလွယ်လွယ်ကူကူပြန်ပေးရတယ်။နောက်ဆုံးဒါဒီ Brighton နဲ့ပွဲမှာဆိုရင် ကိုနှစ်ခုအလွယ်တကူပဲမနေ့ပိုင်းလေးတွေ့မှာပြန်ပြီးလဲအမျိုးတွေကတော့ကျွန်တော်တို့ဟိုဘယ်လိုပြထောက်ပြစရာနည်းနည်းလေးတည်းကဒီခံစားပိုင်းပြဿနာလေးနည်းနည်းလေးတော့ရှိရပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ဒီ online မှာတင်ထားတဲ့ဟာသတခုတော့သွားသတိရမယ်ဘာလို့လဲဆိုတော့အမော်ရင်ကအခုနောက်ပိုင်းပြန်ပြီးတော့ဟိုရှင်လန်းပြီးတော့ပြုံးရွှေ့ရှင်ဖြစ်လာတာတဲ့ကိုသမားလမ်မန်းစ်နဲ့အံဘူမိုချောင်းဆိုပြီးတော့ပြောတာဆိုတော့ကိုသမားဘက်ရောအခုလမ်မန်းစ်ကိုဘယ်လိုထင်လဲပြီးတော့ဒီခံစားပိုင်းမှာလည်းနည်းနည်းလေးဟိုရော့နေရလို့ထင်လားပြီးတော့ goal လေးတွေဟိုပြန်ပြန်ပြီးနေရတာက United ရဲ့ဟိုအားနည်းချက်ဖြစ်နေရလို့ထင်လားမထင်ဘူးကြီးလေ အဲမထင်ဘူးလမ်မန်းစပါလာပြီးနေရသုံးပွဲစတိုင်နိုင်ထားတာပေါ့နော်အခုဘာလို့မထင်ဘူးလို့ပြောရလဲဆိုတော့ United က2-0နဲ့ဆန်နာလန်ကိုစနိုင်တဲ့ပွဲကနေလမ်မန်းစပါလာအဲ့ဒီဘက်မှာတစ်ဖက်အသင်းကိုဂိုးပေါက်ကန်သိန်းဝင်နေတယ်အများကြီးလောက်လောက်လာပေးခဲ့တာမျိုးဒီသုံးပွဲလောက်မှာအရင် chance တွေပေးရတာမျိုးမရှိနောက်ပြီးတော့လီဗာပူးပွဲတစ်ပွဲကဒီနောက်ဆုံး Brighton နဲ့ပွဲမှာဆိုရင်ဒါဝဲဘက်ကလွတ်တကန်ဘောနဲ့တွန်းတာနောက်ထပ်ခြေပေါက်တစ်ခုကလည်းတောင်းကန်ဘောနဲ့တွန်းတာအတကန်ဘောကနေ set piece set piece အားနေနေလားဆိုရင်တော့ဟုတ်တယ် United ကဒီရာသီမှာ set piece ကနေဂိုးအများကြီးပေးနေရတယ်အဲ့ဒီတစ်ခုတော့ပြေးရမယ် ါပေမဲ့ open play ကနေပေးရတဲ့အပိုင်းမှာတော့ဒီ၃ဘွဲ့မှာအများကြီးမပေးရတော့ဘူးအဲ့ဒါကအရန်တိတာလာရေပေါ့နော်အဲ့တော့ခန်းစစ်မှာ lemons ပါလာတဲ့အနေထားကဘာဖြစ်လဲဆိုတော့ခန်းစစ်အကြောင်းကဒီခိုးသမားကိုငါတို့ကာကွယ်ပေးရမယ်ဆိုတဲ့အဲ့လိုမျိုးဟိုကာကွယ်ခြင်းစိတ်ပြေသွားတဲ့အကိုကြီးလိုမျိုးအဲ့လိုပုံစံမျိုးတွေ့လာတယ်ကိုသမားအစ်တကိုအဲ့ကိုသမားအစ်တလေးသူတို့ကာကွယ်ပေးမယ်ပေါ့အဲ့အရင်တော့ဘာဘိုင်ဂျာရောနောက်ပြီးတော့ဦးနာနာကသူတို့အဲ့လိုမျိုးပထမစူးစမ်းခဲ့တယ် ဟဲ့ဘကူသမားတွေမဖြစ်နိုင်တဲ့အမားတွေမေးသိတဲ့အမားတွေနောက်ပိုင်းသူတို့မကြိုးစားတော့အခုကျတော့မဟုတ်ဘူးငါတို့ဒီကူသမားစီမရအောင်တေဂျီကာကိုရမယ်ဆိုတဲ့ဟာမျိုး United Khan စ်၃ရောက်မဟုတ်ဘူးအကုန်လုံးဒီတောင်ပန်းကရှောလို့ဒီအာမတ်တို့ကအစားနောက်အမ်ဘူမိုတို့ဒါကာစီမီရိုဒါတင်းလုံးလိုက်ဖြတ်နေတဲ့အနေထားပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ဆိုတော့ Sunny Lemon စပါလာချင်းက Sunny Lemon ချစ်မွေးပါတယ်လို့ပြောရမယ်ကစားသမားတွေသူ့ဟိုပြန်ပြီးတော့ဟိုသူ့သူ့ပါလာကိုသဘောကျနေကြပြီးတော့ Aryan ကသူ့အတကယ်ကာဝယ်မှုတွေပြုလုပ်သွားနိုင်ခဲ့တဲ့ ပွဲတွေမှာဒီ၃ဝင်မှာအများကြီးပဲပေးချန့်စီကိုအဲ့တော့အကူကတော့ဒီအားနေနေလားခန်းစစ်ចောင်းကပေးရတဲ့ဂိုးတွေကဟိုနောက်တန်းနဲ့ဟိုကိုသမားအားနေလို့မဟုတ်ဘူးဒါပေမဲ့ set piece တော့ကာကွယ်တဲ့နေရာမှာအားနေနေတယ်အဲ့ဒါလေးပြင်လိုက်ရင်တော့ပိုပြီးကောင်းလာမယ်ဒါကလည်းနောက်ပွဲတွေမှာထပ်ပြီးတော့သူတို့ plan တွေထပ်ချမယ်လို့ထင်ပါတယ် အမှုမှုပေါ်ဘယ်လိုမြင်လဲဒီဟာဒီ United ရဲ့အကောင်းဆုံးခွေမှုဖြစ်လာနိုင်လား United ရဲ့အကောင်းဆုံးတော့မဟုတ်ဘူး Premier League ရဲ့အကောင်းဆုံးခွေမှုထဲမှာတော့အမှုကပါလာနိုင်တယ်နော်ပါလာပါလာမှာသိကြတယ်ပါလာနိုင်တာတော့မဟုတ်တော့ဘူး၃ယောက်စီလိုက်အမှုမှုလောကပါတယ်အဲ Premier League ရဲ့အကောင်းဆုံးခွေမှုတွေပေါ့နော်အာလောလောဆယ်တတော်ကောင်းနေပါသူကြောင့်ပဲဒီညာချမ်းတောင်းပဲသူကြောင့်ပဲအကုန်လုံး United ကအသက်ပြန်ဝင်လာတယ်သူကြောင့်ပဲ United ဆိုတာပြန်ပြီးအကုန်လုံးပြန်တွေ့လာတယ်သူကပွဲတိုင်းကြိုးစားတယ် တကွင်းလုံးတကယ်ကိုတကွင်းလုံးကိုကိုကြည့်တာအဲ့သူ့ရဲ့စူးစမ်းအားထုတ်မှုကပြန်ဒီသူ့ရဲ့အသင်းပေါ်တွေစီပါစီးစင်းလာတယ် spirit spiritual ဆိုတာစီးစင်းတယ်ကွာလူတစ်ယောက်ကပူနေနောက်လူကလည်း light ပူမှာပဲဥပမာ negative တမားနေနေ negative light ဖြစ်လာမှာ positive vibe တမားနေနေ positive light ဖြစ်လာမှာအဲ့တော့ united မှာအခုစူးစမ်းခြေစိမ့်လေးနေနေပျော်ပျော်ရွှင်ရွှင်လေးတွေဆော့လာတာတွေ့ရတယ် united dn တွေပေါ့နော် dn တွေပဲပျော်ပျော်ရွှင်ရွှင်လေးနဲ့သွားတဲ့ flow ကအန်ဘူမောကနေတော်တော်လေးစခဲ့သူအစူးစမ်းရတယ်ပေါ့နော်ဟုတ် ဟောသူစူးစမ်းရဲဆိုကျန်တဲ့လူရတယ်အငိမ့်နေလို့မရတော့အကုန်လုံးကလိုက်စူးစမ်းလာတယ်သူတယောက်တည်းစူးစမ်းတယ်လို့အကိုပြောတာမဟုတ်ဘူးသူ့ရဲ့ဟိုတော်တော်လေးအပတ်တကုတ်ကံမှုတွေအကိုအများကြီးတွေးခဲ့ရပြီဆိုတော့အဲ့လိုမျိုးအန်ဘူကဒီယာတီရဲ့ United အကောင်ဆုံးခေါ်ယူမှုမဟုတ်ဘူး Premier League တခုလုံးရဲ့အကောင်ဆုံးခေါ်ယူမှု၃ယောက်ထဲမှာတော့ပါတယ်လို့ကိုကပြောချင်တယ်ဟုတ်ကဲ့ပါဆိုတော့သူခြေသွမ်းပြပြီးခဲ့တဲ့ပွဲမှာလည်းနှစ်ကိုးသွင်းပြီးတော့တကယ်ဟိုဒါပုံစံကောင်းနေနဲ့ပြခဲ့ပေါ့လေဆိုတော့ကျွန်တော်တို့ပြောရလဲတော်တော်လေးစုံပြီဆိုတော့ဒါဒီနှစ်သင်းရဲ့အခြေအနေပေါ့ဖြစ်လာနိုင်တဲ့ပုံစံအဓိကအဖြစ်တော့ကျွန်တော်တို့ဒါ United ကအဝေးကွင်းဆိုပေမဲ့လည်း United နိုင်မလားဆိုတဲ့အခြေအနေစီပို့ပြီးတော့ဦးတည်ရလိမ့် မယ်ထင်တယ်လက်ရှိခြေစွမ်းတွေရနှစ်သင်းကြားမှာတော့တော်လေးကွာချက်ကြီးနေတော့ဆိုတော့ United နိုင်မလားပြီးခဲ့တဲ့ရာသီတွေတွေးဆမှုမှာတော့ Forest ကအင်ဝင်းဝင်းနှစ်ကြော်သလုံး United ကိုနိုင်ထားတယ် Forest ကွင်းမှာနောက်ဆုံး2ရာသီဆက် United ကိုနိုင်ထားတယ်ဆိုတော့ထိတ်တဲတွေးဆမှုလေးကတော့နည်းနည်းလေးအဲ့လိုမချင်မရဲဖြစ်စရာလေးပေါ့ဆိုတော့ကိုနန်ကကိုနန်ကအမြင်အောင် United ခြေစွမ်းပိုင်းတွေတော်တော်လေးကောင်းနေတဲ့၃ဘွဲ့ဆက်အနိုင်ရနေ၄ဘွဲ့ဆက်အနိုင်ဖြစ်မလားနောက်ဆုံး Premier League မှာ United ၄ဘွဲ့ဆက်နိုင်တာကပြီးခဲ့တဲ့2024 February ကနောက်ဆုံးနိုင်တာဆိုတော့ပြောချင်တာက United အနေနဲ့၄ဘွဲ့ဆက်ဆိုတဲ့အနိုင်ကိုသွားနိုင်မှာမလားအဝေးကွင်းလေးဖြစ် တာကြောင့်ဒီဟာဒီမှာ United အဝေးကွင်းတပွဲပဲနိုင်တယ်အဲပွဲကလည်းပြီးခဲ့တဲ့ Liverpool ကိုစပြီးနိုင်တဲ့ပွဲဆိုတော့ United အခြေအနေဘာဖြစ်လာနိုင်လဲ United နိုင်မှာမလား Forest ကို United ကအဝေးကွင်းမှာဟုတ်တယ်ဒီလိုပြောလို့ဒါ Liverpool ကိုစနိုင်လားတပွဲနိုင်တပွဲတည်နှစ်ပွဲရှုံ၄ခုရဲ့ရာ၈ခုပြန်ပေးထားရတယ် stat စီရဆိုတော့ခြေနေမကောင်းဘူးပဲเนาะတော်တော်လေးကိုဒီအခြေတည်ရပေါ့ဟိုကောင်ဟိုကောင်သပင်ညှက်ရအောင်မယ်လို့အကိုတော့ထင်တာပဲသိလား။ဘဝဲဆက်နိုင်။ဘဝဲဆက်နိုင်သပင်ညှက်ရမယ်ဆိုတော့ဒီဘွဲ့ကဒါနိုင်လေးဘွဲ့မြောက်ဖြစ်မှာ။နောက်ဘွဲ့ကစပါနေပေါ့ထားလိုက်ပေါ့။အဲ့တော့ ခြေအနေရဲ့ကိုသုံးသပ်မယ်ဆိုတော့အကိုကတော့ဒီ Nottingham Forest ကအနေဆုံးချိန်နဲ့ United ကမြင့်နေတဲ့ချိန်မှာ United မနိုင်စရာဘာကြောင်းမှမရှိဘူးအရင်ခတ်မှလည်းမဟုတ်ဘူးအဲအရင်ခတ်ပါလဲမဟုတ်လားစူးစမ်းအောင်နော်ဒီပရီးမီးယားလိမှာအသင်းရဲ့ reset တွေကအရင်ခတ်မှန်းအခက်ဆုံးပရီးမီးယားလိကအဲ့တော့အကောက United တေသာပေါင်းနိုင်မယ်လို့ထင်တယ်အဲဟိုဘလို့ကတ်နိုင်တာမျိုးပဲဖြစ်ဖြစ်ဘလူးပဲဖြစ်ဖြစ်2-1လောက်နဲ့ United နိုင်သွားမယ်3-1လောက်နဲ့လည်းဖြစ်ရင်ဖြစ်မယ်2-1လောက်ကိုတော့ပိုပြီး prefer ဖြစ်တယ် 2-1လောက်ဖြစ်မယ်1-2ဆိုရရလဲမှာပေါ့ United away ကိုမှနိုင်သွားမယ်ထင်တယ် MU ကိုလည်း9-3ရောက်မယ်ထင်တယ်နောက်ပြီးတော့ဟိုစိုးပွားလဲသဘင်ညှရတော့မယ်လို့ထင်တယ်ဟုတ်ကဲ့ပါဆိုကျွန်တော်လည်းကိုယ်နဲ့အတွေ့အကြုံပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကတော့ကျွန်တော် United မနိုင်လောက်ဘူးလို့ထင်ခဲ့တာပေါ့လေဒါပေမဲ့လည်း United တကယ်အမှန်တကယ်ကောင်းတဲ့ခြေစွမ်းအတွေ့ပြီးနောက်ပိုင်းမှာတော့ United ဒီပွဲကိုလည်းတက်တောင့်တက်တာနဲ့အဓိကတက်တောင့်တက်တာမဟုတ်ရင်တော့မှနိုင်အောင်တော့ဖျက်သန်းနိုင်စွမ်းရှိရလို့ကျွန်တော်တို့ခံယူရတယ်။ Nottingham Forest ဘက်မှာတော့ကျွန်တော်တို့လူစင်းရတော့ United ကိုကောင်းကောင်းရှင်းနိုင်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ခုနပြောသလိုပဲ မန်ဒလာဒီအရလုံးဝအောက်ဆုံးဒေါင်းနေတဲ့အချိန်မှာဒီအသင်းကနောက်ဆုံး၄ပွဲဆက်တိုက်တောင်ဂိုးမရတဲ့အချိန်တွေအတွက်အများကြီးတော့မျှော်လင့်စရာအကြောင်းမရှိလို့ထင်တယ်ဆိုတော့ဒီပွဲမှာကျွန်တော်လည်း United ပဲနိုင်ရောလိမ့်မယ်လို့ထင်တယ်ဆိုတော့တကယ်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့တူတူကြည့်ရအောင်ပဲကြည့်ရှုနေကြရပြိတ္တမယ်ဟာဂျာကားတော့ဒါ Nottingham Forest နဲ့ United တို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နှစ်ယောက်ဆွေးနွေးကြတာဖြစ်ပါတယ်ဆိုတော့ဒါကြည့်နေတဲ့ပြိတ္တတွေလည်းဒီပွဲမှာဘာဖြစ်သွားမလဲ United ၄ပွဲဆက်တိုက်နိုင်မလားအမြင်လေးကိုကိုယ်ကမှမှန်းငယ်ပေးပါဦးကြည့်ရှုနေကြရပြိတ္တတယောက်ချင်းစီတိုင်းကိုခြေစုပ်ထူးဝဲတင်ရှိပါရခင်ဗျာ